တပည့်တွေမျောနေကြပဲမယ်ရွာရောက်မလာသေးဘူးအမဲပြတာမလုပ်ကြဘဲနဲ့ရနာထားကြပြီးဆရာဖြစ်သူကိုစောင့်ဆိုင်နေကြပါတယ်မဲလုံးကကိစ္စတရက်ပေါ်လာတယ်အရာတခြားမဟုတ်ပါဘူးဇနီးဖြစ်သူတင်းတင်းလိုက်ကမိဘတွေရှိရဲ့အလဲကျုံရောင်အလဲပတ်သွားကြတယ်လို့ပြောလို့သူကလည်းအားလက်နေရနဲ့သွားဝေစီစံကြတယ်ရန်အောင်နဲ့တာဝအောင်ပါအလဲခေါ်တော့တာဝညင်းနေမလိုက်စင်ပါဘူးကွာတရက်ကနေနှစ်ရက်ဆိုရင် ပြင်းလာမှာအိမ်မဝေးအစ်စ်နားယူရမယ်ကျွန်တော်တော့လိုက်မယ်ကိုမဲလုံး ကိုဖိုးတရလည်းမကြခင်ပြန်လာတော့မှဆိုတော့အဲ့ဒီမှာပဲအချိန်ဖြုံးရမှာတာဝါမလိုက်လို့ကြောင်းညင်းနေအတွက်မဲလုံးတို့လင်မယားနဲ့ရန်အောင်တို့လိုအပ်တာရယူပြီးတော့လှေတစင်းငါပေးအလဲကျုံးရွာထွက်လာခဲ့ကြပါတယ်အလဲကျုံးရွာကကျုံးကြီးတကျုံးဖြစ်လို့ကြံစိုက်ကြတယ်လို့ကိုင်းလုပ်ငန်းတွေလည်းလောက်ကန်ပြီးစီးပွားရေးအဆင်ပြေကြတဲ့သူတွေများတဲ့ရွာတင်ရွာပါရွာရဲ့အနောက်ဘက်တက်တော်တွေမှာတားကောင်တွေတွေ့ရတယ်လို့ ကြံပနေရှိတဲ့ຫນွေကာလမှာကြံခင်းတွေကိုတောကောင်နေလာတတ်တယ်ဆိုတော့လိုရမယ့်ရာတနေယူလာကြတယ်။ရေပက်လေဝိုင်းနေရတောင်းောင်နေရဘလို့များရောက်လာလို့စဉ်းစားလို့မရဘူးနော်။ရေကြတဲ့အချိန်အလွဲတကူဖြတ်တန်းလို့ရတဲ့နေရာတွေရှိရဲကိုရန်နာမြေ။တရိษံနေအတိအရာအစားရှက်နေရောသူတို့ရောက်လာကြတယ်လို့ပြောရမှာပေါ့။ဘာတောင်းောင်နေတွေ့ရလဲကိုမဲလုံး။ဂျီတော့ဝက်လို့အကောင်မျိုးတွေပေါ့။ ရနောင်မေးတော်မဲလုံးပြန်ဖြီနေတာပါ။ຫນွေကာလဆိုတော့ကန်နဘေးမှာတောင်နေထွန်းလို့အချို့နေရာတွေမှာရေလန်းကျောင်းနေကြီးပဲ။ရေတိမ်တဲ့နေရာမှာတားကောင်နေရောက်လာတတ်တယ်။ပေါများစွာရောက်လာတာမျိုးမဟုတ်ပါဘူး။သမီးနဲ့သမတ်ရောက်လာတယ်ဆိုတော့တင်းတက်လိုက်မိပါတယ်ပြောနေကြတယ်။ရနောင်လည်းလူနမဲကြားဘူးနေကြဆိုတော့ဖော်ရွေစွာနဲ့ခေါ်ပြောနှုတ်ဆက်ပါတယ်။မဲလုံးကရွာသားလှုပ်လို့ကြံတကာချက်တဲ့နေရာတွေမှာရနောင်ခေါ်သွားကြခြင်းဖြစ်တယ်။ ကမ်းတွေမှာတော့ငရုတ်ခရံမြေပဲတွေစိုက်လာကြသလိုကြံခင်းပိုင်ရှင်တွေကလည်းကြံတကိုက်ချက်နေအောင်တွေ့ရတယ်။ကြံရရဖို့ကျိတ်လုံးတွေကိုနွားနဲ့လှည့်ရပေးရနောက်တော့ရရကြံဖတ်တွေကိုတဲဝဲမှာထည့်မိထိုးပြီးတော့မှချက်တယ်။လောင်စာနေနေရတော့အရေးထုတ်ထားတဲ့ကြံခုံနေလန်းလို့ဒဲအိုးတဲထားတဲ့နေရာမှာ အပေါက်အတွင်းလူတယောက်ကစက်တိုက်ဆိုသလိုမိထိုးပေးတယ်။၃လေးနာရီမနာတဲ့မိထိုးရတာပါ။ ကြံရည်ကြက်လို့စေးပြောင်းတဲ့အချိန်ရောက်တော့မင်းဘဝနေထုတ်တယ်အင်းတုံမထဲ့လို့ရောင်မတွေနဲ့ခဏမွေပြီးစန္ဒကာခဲပြောင်းလို့လူအင်အားနဲ့ဝိုင်းပြီးလုံနေစန္ဒကာချက်တာကအလွန်ပဲလက်ဝင်တယ်လို့ပင်လဲပင်မနဲ့အလုပ်ပါတယောက်တည်းလုံးလို့မရတဲ့အလုပ်လေးဖြစ်တယ်ရန်အောင်ကတော့စန္ဒကာချက်တောင်သွားကြည့်တယ်မဲလုံးကတော့ငှက်အိတ်တန်းနေလိုက်ပြီးရောရှာတယ်မဲလုံးဟိုအပင်ကြံခင်းအဆက်နာကတက်ပင်မှာဂျိုးတွေအုပ်လိုက်ကြည့်အိတ်တဲကွာ ငါလည်းပြစ်ဖို့ချိန်မရနဲ့မပြစ်ရဘူးနောက်ပြီးတော့အဲ့ဒီနေရာလက်သေးရအရန်ခြောက်တယ်လို့ပြောလို့ကြောက်လို့မသွားရတာမဲလုံးကတော့ငတ်အိတ်တန်ရှာနေခြင်းဖြစ်ကြောင်းပြောလို့ကြံဖိုးကလူကြီးတယောက်ကပြောလာတာပါနေရာအတိအကျညွှန်းပေးလို့ရမလားဦးလေးပြစ်လို့ရဦးလေးကိုလည်းဟင်းစားပေးမယ်လေတာတီးဟာမဲဦးလေးပါရင်တို့ကြံခင်းဆက်ကတစ်ပင်တောင်သိရမလားအဲ့ဒါတရားဦးလေးတို့လိုက်ပြီးတော့ပြပေးလိုက်လေလမ်းညွန်ပြတဲ့လူကြီးကသူ့သားဖြစ်ဟန်တူတဲ့ အသက်ဆိုင်နဲ့ကြော်ခန့်အသားမဲမဲကောင်းလေးတယောက်ကိုလမ်းပြခိုင်းနေခြင်းမှာတာတီးဆိုတဲ့ကောင်းလေးဦးဆောင်တဲ့လမ်းပြနောက်ကိုသူတို့နှစ်ယောက်လိုက်သွားပါတယ်။ရန်တောင်ကတော့ကြံတပင်ကိုခွာစားပြီးလိုက်ပါလာတယ်။ကောင်းလေးကတော့ကြံခင်းကြိုကြံခင်းကြားတွေရရှောက်သွားလို့တနိုင်လကြတော့ကြံခင်းရဲ့နှစ်ပေတပင်တောင်ညွှန်ပြပါတယ်။တပင်ရအောက်ကိုရှောက်သွားပြီးကြည့်လိုက်တော့ငှက်ချီးဝင်စုပုံတရားတွေ့ရပါတယ်။ငှက်အကောင်340မကအိတ်တဲလို့လည်းသိရတယ်။ညနေလာပြီးပြဖို့မဲလုံးတဲ့ရန်တောင်စီစဉ်ဆွေးတယ်။ ကိုမဲလုံးကျွန်တော်လေးကွာပြည့်မကျွမ်းကျင်ဘူးနော်မီးထိုးပြလေးကျွန်တော်ပြည့်မယ်ဂျိုးတွေပြည့်ဖို့များတယ်ရလာတဲ့ဆိုရင်တေချာကျွတ်ရနေအောင်ကြော်ပြီးတော့အရက်နဲ့မြီးကြတာပေါ့ကောင်းလေဒီညမှာငှက်အိတ်တာဘသူမှလာမပြည့်ဘူးလားအာဒီနေ့ကတရေတအား၆တာဗျာဘသူမှလာမပြည့်ရဲဘူးတရေ၆တဲ့နေရာမို့လဲကျန်းနာပေါ့ဗျာကိုမဲလုံးရဲ့ဘလို့တော့ပြည့်မယ်မလားဘာပြည့်လို့မပြည့်ရမှာတော့ကွာပြည့်မှာပေါ့တရေ၆လည်းပြည့်မယ်ကွာ အလားလမ်းမှာကောင်းလေးကိုရန်တော်ကမေးတော့ကြောက်လန့်ပုံနဲ့ပြောလာတာပါသူတို့နှစ်ယောက်ကြံဖို့ဝတစိမ့်အိမ်ကိုပြန်လာကြတယ်ဦးလေးလေးခွားရှက်ဆိုရင်ကျွန်တော်ခဏငါပါလားညပန်ငှက်အိတ်တန်းသွားပြီးပြစ်မလို့လေးခွားရောလောက်စက်လုံးတွေရောရှိတယ်မောင်မေးလို့ရဲ့ဒီနှစ်ယောက်လည်းခဏအလေလာတာငှက်ပြစ်ဖို့လုံနေပြန်ပြီတနက်ကန်ရတာအားများနဲ့လေးခွားတော့ကင်မလို့လားတင်တဲ့ရငါတို့ကရောက်တုံးရောက်ခိုက်နင်းမိပါရောအတားရင်ကျွေးစံလို့ချက်တွေမွေးထားအများကြီးပဲလေ တကောင်လောက်ဖိစရာတောင်းလဲရတဲ့ဥစ္စာကိုရန်တော်ရဲ့အပင်ပန်းခတ်မနေပါနဲ့အဲ့လိုတော့လေဘယ်ဟုတ်ပါမလဲဟခက်ခက်ခဲခဲရှာတွေ့လို့ပြစ်စားရပိုရတာရှိရပေါ့သိပါတယ်တမင်ပြောနေရမုတ်ဆိုးရရသားကောင်ကြီးလဲပြစ်တယ်အငဲလဲအလွတ်မပေးဘူးတင်းတင်းနိုင်ကရန်တော်နဲ့မဲလုံးပြောနေရပါမဲလုံးကသူရခမကြီးထံကနေလေးခွားကိုတရေကျိုးအချိန်နေစစ်စစ်ပြီးတော့မှအစမ်းသဘောပြစ်ကြည့်ရဲ့ ညနေဆောင်မှာသူတို့နှစ်ယောက်ထမမစားသေးပဲအိမ်ကထွက်လာကြတယ်။မဲလုံးကလေးကွာနဲ့လောက်စလုံးတွေပါတဲ့လွယ်အိတ်ကိုလွှဲထားတယ်လို့ရန်တောင်ကလက်နှိတ်တမျိုးခါထိုးလို့ကြံပိုဖက်ထွက်လာပါတယ်။မဲလုံးကတော့အရက်ဆိုင်ကချက်အရက်နှလုံးဝဲလာပါတယ်။ညနေကငှက်အိတ်တန်းပြတဲ့ကြံပိုဖက်ထွက်လာကြတယ်။အရက်တော့ပြီးရောမှပြဖို့စီစဉ်ထားလို့ကြံပိုကကြံ၆တီလှမ်းထားရကနေထိုင်လိုက်တယ်။ဦးလေးတခွက်တဖလာဝင်တော့ပါအောင်လားဗျာ။အေးမတော့တာကြပါဘီကွာ။မင်းတို့အမီးပြရအောင်မေး။ ညနေရကွန်သွားပြစ်ထားတာလေလူကြီးကတော့ငါးလေးရီကိုမကြီးသီးနဲ့တောက်ဆန်းဆက်ထားတဲ့ဟင်းတစ်ခွက်လာပေးတယ်။ငါးဟင်းကလက်လက်ဆက်ဆက်ကောင်းလိုက်တာပြချိုးနေရပဲ။တကယ်ကောင်းတယ်ကိုမဲလုံး။စီပြန်ရေးစားရတဲ့အရသာပိုးရှိတယ်။ကော်ရီလက်ထက်ယူလို့ရသေးရနော်။ကဲဒါတည်းကလည်းညနေပတ်ငှက်သွားပြစ်မှာ။ကြံခင်းနေဘလုံးငှက်တွေပြစ်လို့ရလဲကိုမဲလုံး။စာကောင်းကြီးလို့ခေါ်တဲ့စာကလေးတစ်မျိုးရန်တော့ရဲ့သူတို့တွေကအကောင်ရာကြည့်ပြီးကြံခင်းနေတယ်မှာအိတ်တာ။ နေလုံးပြောက်တဲ့ချိန်သူတို့ကြံခင်းတဲ့စင်းအောင်ငိန်ဆောင်နေပြီးဖမ်းတာစကားတပြောပြောနဲ့တောင်းရင်စာရင်အချိန်ကောင်းလာတော့ကောင်းလေးပြန်ရောက်လာပါတယ်သူရဲ့လွယ်ကြီးထဲမှာငှက်တွေထုတ်တော့အကောင်20လောက်ထွက်လာတာတွေ့တယ်မဲလုံးတို့ငါးကောင်ပြီးတော့အမွှေးနှုတ်ရှင်ခွဲစားစနွင်းလူလို့မီးဖုတ်ပြရနဲ့အရက်နဲ့အမြည်လှုပ်ပြီးတောက်ကြရင်အရက်နှလုံးကုန်တဲ့အချိန်မှာတော့တတော်လေးမောင်နေပါပြီဥလေအချိန်ကောင်းနေပြီကျွန်တော်ငှက်အိတ်တန်းသွားပြီးပြစ်တော်မယ်အေးမွေးပါကင်းပါလဲတတိထားကြအောင်နော် တရေလည်းတရီထားကြတရေဆိုလည်းပြရတာပေါ့ဟုတ်လေရတစ်ခေါက်လာပြီးမှတော့မထူးတော့လေဗျာနှုတ်ဆက်ပြီးတော့နှစ်ယောက်သားငှက်အိတ်တန်ထွက်လာခဲ့ကြပါတယ်အတွေ့အကြုံရှိတဲ့သူတွေဆိုတော့အကြောင်းလည်းတော့မရှိဘူးငှက်အိတ်တန်ဖြစ်တဲ့အချိန်ကိုလာမရရွေးပြစ်တာပိုကောင်းတယ်လာတာရဲဆိုရင်လူရိပ်မြင်ပြီးငှက်ကလန့်ပါရန်အောင်ရှိရမိထိုးသွားနေတော့တဖြည်းဖြည်းငှက်အိတ်တန်ရှိရနဲ့နီးကပ်လာပါတယ်အဲ့ဒီအချိန်မှာတော့စကားမပြောတော့တလို့ခြေတလုံးလုံးနဲ့ရှောက်လာကြတယ် လက်နေတမီအောက်ကိုစိုက်ပြီးတော့ထိုးလာကြတာပါမဲလုံးကတရေအိမ်ကနေခဲတက်လို့အစင်းသင်းပြုတ်လောက်ထားပါတယ်ရန်တော်ကတက်ပင်ပေါ်မီးထိုးလို့ငှက်ကိုရှာကြည့်လိုက်တော့တက်ပင်ပေါ်မှာအိတ်နေတဲ့ဂျိုးငှက်တွေတွေ့ရယ်ရန်တော်မီးထိုးပြီးတော့မဲလုံးကပြစ်တယ်တစ်ချက်ပြစ်ပြီးတိုင်းမီးကိုတခါငိမ့်လို့ဇက်တိုက်ဇက်တိုက်ပြစ်ပါတယ်မဲလုံးကလက်မှန်နေဆိုတော့ခေါင်းအစာအိမ်နေရာရွေးပြီးပြစ်တဲ့အခါမှာငှက်တရားလက်ချက်ချင်းကြတယ် ကြားရငှက်တွေကိုကောက်လို့ဇက်တိုက်အပင်တွေမှာပြစ်သွားကြတာသူတို့တွေကငှက်ဆယ်ကောင်ရပြီးမဲလုံးပြစ်လိုက်လို့ကြားရငှက်တွေရန်နောင်အနောက်ကကောက်တယ်အတော့လက်သေးအရှိရှိနေတဲ့လက်တစ်ဖက်ကငှက်ကိုဆွဲယူသွားတာဟာကမဲလုံးငှက်လှန့်သွားအောင်ပဲရန်နောင်ရဲ့မအော်နဲ့လေမဟုတ်ဘူးလက်ကြီးတစ်ဖက်ငှက်ကိုဆွဲသွားတယ်မိထိုးသမားရန်နောင်လက်ကိုမြင်လိုက်ပြီးတော့မဲလုံးမမြင်လိုက်တော့တတိမပြုမိလိုက်ဘူးမီထိုးရှာစမ်းကွာသူများပြစ်ထားငှက်ကိုအချောင်းလို့ကျွန်တော်ဘယ်ရမလဲဟာဟိုမဟိုမှာ တိကြရောပေါ်ငှက်တကူကဲ့ဟာရန်အောင်မီထိုးပြတဲ့ကြံခင်အဆက်မှာသပင်ဆုပ်ဖွားကြောင်းလန့်စရာရုပ်သွင်းနေတရဲတကောင်ကငှက်ကိုကိုက်စားနေပါတယ်ပစက်ကနေသွေးတရဲရဲလဲရှိနေတယ်မဲလုံးကငှက်ကိုယူသွားရုံများမကငှက်တွေကလည်းပြတ်နေရဲဆိုတော့သူတို့ဘက်ကကြောင်းစီစီကြည့်နေအကောင်ကြီးမျက်နှာကိုလေးကွနဲ့သုံးလေးချက်ဆွဲပြီးပြတ်တော့အကွဲနေတဲ့အတိုင်းနဲ့အော်ဟစ်ပြီးကြံခင်အတွင်ဝင်ပြေးပါတယ်ဒီကောင်လှုပ်တာနဲ့ငှက်တရလန့်ကုန်ပြီသသိန်းတော်ထရပြပြန်ရအောင်လေး ငှက်မှမရှိတာပြောင်းရုံပဲရှက်ပေါ့မဲလုံးတဲ့ရန်တော်ပြန်လာကြတော့ကြံခင်အတွင်လမ်းလျှောက်နေတဲ့အတန်ကိုကြားပြီးမကြိမ်မချမ်းတောက်ခောက်တဲ့အတန်ယူမဲလုံးနဲ့ရန်တော်တို့ကြားပါတယ်ဒါနဲ့မဲလုံးကလေးခွနဲ့သုံးလေးချက်ထပ်ပြတယ်ဦးလေးအိတ်ကြပြီလားဗျာငှက်တွေရှူထားလိုက်ပါဦးအတန်တန်ကြားလို့မင်းတို့အတွက်စိုးရိမ်နေတာဘလို့တွေဖြစ်တာတော့ကွာတရေတကောင်ဗျာသူများပြစ်ထားတဲ့ငှက်ကိုလာပြီးကောက်စားရနဲ့လေးခွနဲ့သုံးလေးချက်ဆွဲပြက်လိုက်တာလေကျိန်းတဲ့ပုံတော့မရဘူးဟာ မင်းတို့ကလည်းလန့်စရာပဲလားမင်းတို့မှမကြောက်မရွံ့ငှက်တော်မယူတော့ပါဘူးငါသားပြစ်လာရှိသေးရဲ့လေဒါဖြင့်လည်းရွာပြန်တော့မယ်ဗျာဦးလေးတို့လည်းတတိဝရိယနဲ့အိတ်ကြောင်တော့တော်နေရောက်လာအောင်မယ်အေးမင်းတို့လောက်တာနဲ့အဲ့လိုတော့ပြောမယ်မထင်တော့ပါဘူးကွာအတော်ဆိုးကြတဲ့အကောင့်တွေပဲလူကြီးပြောတဲ့စကားနှစ်ယောက်သားရီမောရှင်ရွာပတ်လျှောက်လာခဲ့ကြပါတယ်ကျွာအရင်ဆိုင်ပိတ်ပြီဆိုတော့အင်းရှင်ုံနှိုးလို့အရက်နှလုံးထက်ဝဲတယ်။အိမ်ရောက်တော့ဂျိုးအမွှေးတွေနှုတ်ခုတ်ထစ်ကြော်ပြီးအရက်နဲ့မြည်ပြီးထမင်းစားတယ်။ အိမ်သားတွေကြောက်လန့်နေမှဆိုလို့သူတို့ဘာမှမပြောဘဲနဲ့ငြိမ်နေလိုက်တာညနေမှာအိယာဝင်လို့နောက်တနေ့နေမျက်နှာမှာသူတို့နှစ်ယောက်အိယာနိုးတယ်တင်းတက်လိုက်ပြင်ဆင်ပေးထားတဲ့ဂျိုးသားဟင်းနဲ့မနှက်စာစားတော့လူတယောက်အိမ်ထဲဝင်နေမုံစိုးတွေရောက်နေရလို့ကြားလို့လာတာဘာများဖြစ်လို့လဲဗျာဒီမနက်၄နာရီလောက်ကျုံနွားကိုကြားဆွဲသွားတယ်အဲ့ဒါတစ်ချက်လောက်ကိုပြီးပြစ်ပေးဖို့အတွက်လာပြီးအကူအညီတောင်းတာပါဟာဒီကျွတ်မှာကြားရှိတယ်သေချာရဲ့လားဗျာသေချာပါတယ် ကျွန်တော်မျက်လုံးနဲ့တက်အပ်မြင်တာပါဒါပြည့်လည်းအကြောင်းစုံပြောပါအောင်ဘလို့ဖြစ်တာလဲနွားတွေဟာယုံပြီးလက်နဲ့အတန်ပြေးရဲ့အတန်နေကြတော့ကြောက်ကလည်းတခုတ်ကတ်တယ်ထင်တာဒါနဲ့ဓာတ်တစ်ဖက်လက်နှိပ်တမီတစ်ဖက်နဲ့အောက်ဆင်းကြည့်ရောကြားတကောင်ကြုံနွားကိုစွဲတယ်ဗျာဒါနဲ့လန့်ပြီးတော့မလိုက်ရတော့အဝေးရပဲအော်တာနေကျွန်လာတဲ့ကြားများလာကုန်မယ်လို့အဲ့ဒါပဲဖြစ်မှာပေါ့ကြားသာတကယ်ရောက်လို့ကတော့တော်ရုံနေရာရွှေ့မှာမဟုတ်ဘူးအခုရတရားခိုးစရာနေရာတွေအများသား ကျုပ်ကလည်းမုံဆိုးဖိုးတေတော်သွားခေါ်တော့မလို့သူ့ရဲ့တပည့်တွေရောက်တယ်လို့ကြားတာနဲ့တခိုင်းလိုက်ခဲ့တာမဖြစ်ဘူးအဲ့ဒါဆိုရင်အမြန်လိုက်မှဖြစ်မှာပေါ်ရန်တော်ရဲ့ဒီကျုံကိုကြားရောက်နေရဲဆိုတာအလွန်အတွက်အနည်းရဲ့ရှိရဲမဲလောကတင်းတင်းလိုက်နေရောက်ခမရီကိုကြိုးကြောင်ပြောလို့ရန်တော်နဲ့လိုက်ပါလာခဲ့ပါတယ်လမ်းမှာတော့စကားပြောလိုက်ကြရင်နွားကိုကြားဆွဲခံရတဲ့ပိုင်ရှင်ရဲ့နာမည်ကဝင်းလိုင်းလို့သိရတယ် ကျောင်းရဲ့အနောက်ဘက်မှာနေရသူပါ။သူကလည်းမြေပဲနှုတ်ရင်တဲအတွင်းမှာနေရသူဖြစ်တဲ့ရှင်ဦးစွာ နွားသွေးဆက်တွေကိုချီရခံလိုက်တော့ချောင်းဆက်နှစ်ပေကျူတော်တတော်မှာနွားအသင်ကိုတွေ့ပါတယ်။တဝက်တစ်ပြက်စားထားနေမှာပြီ။ကြားစားထားတာတော့သိချရတဲ့ရန်တော်ရဲ့လင်ထိုးစောက်ပြစ်ဖို့ပဲရှိရပေါ့။ဒါပေမဲ့လည်းတစ်ပင်ရမရှိတော့ခက်ပြန်ပြီ။ကြားအစာဝလို့တနေ့ရရမှာအိတ်နေတော့ပြီ။ရှာမလားကိုမဲလုံး။ကျူတော်တွေကြံခဲ့နေတဲ့လောက်များတာဘလို့ရှာမလဲကွာ။ နွားကိုကြားဆွဲခံရတဲ့တဲ့င်းနဲ့အခြားလူတွေရောက်လာကြတယ်။လင်းထိုးပြဖို့မဖြစ်နိုင်တာဆိုတော့မဲလုံးကနွားကိုစားလိုက်ကြဖို့တာပြောတယ်။အဲ့ဒီနေရာကနေရှန်တော်ထွက်လာပါတယ်။သူတို့နေရာကိုကြားခုန်နိုင်တဲ့နေရာတွေကိုအတန်ကြာလိုက်ရှာပေမဲ့မထူးခြားတာနဲ့ပဲလက်လျှော့ပြီးအိမ်ပြန်လာခဲ့ကြတယ်။ဘာဆက်လုပ်ကြမလဲကိုမဲလုံး။ကျွန်တော်လည်းခမရကိုပဲအကြဉျံတောင်းပါမှာ။ရွာသားတွေကကြီးလန့်စာစာဖြစ်ကုန်တယ်။ကျောမှာကြားရောက်နေရဆိုတာကြောင့်တဲတွင်နေတဲ့သူတွေကရွာတွေပြန်ဝင်သွားကြတယ်။ မဲလုံးနဲ့ရန်တော်မိုးလင်းတာနဲ့ကျုံးပတ်လို့ကြားရှာထွက်တယ်။ကျုံးကြီးမှာတော့ကြားရှာရသူတို့အတွက်ပိုးပြီးခက်ပါတယ်။ကြားက၃ရက်လောက်ငိမ့်နေပြီးတော့မှပြန်လှရှာလာတယ်။ရွာရဲ့အပြင်ဘက်စိတ်ချံကစိတ်တကောင်ဆွဲသွားပြန်တယ်။ခြေရောက်ောက်ပြောလိုက်တော့ချောင်းဆက်ကျူတော့တနေရာမှာအယိုးတွေတွေ့ရတော့မဲလုံးနဲ့ရန်တော်ကြားကိုတနေကုန်တနေကန်လိုက်ရှာကြတယ်။ကြောင်ပြန်လာရင်မျက်နှာမပြောင်းဝဲသလိုကြားရတဲ့စကားတွေကလည်းနားမခံတာအောင်ပါပဲ ရွာသားတွေကစောင်းမြောင်းပြောဆိုနေကြတာလူအန်နေပေးနိုင်တဲ့တားကောင်ကိုမှပြစ်တတ်တဲ့မဟုတ်ဆိုရင်ကြောက်တကယ်ရှာရမှာမဟုတ်တာတနည်းတော့အိမ်ထဲဖြစ်မှာပေါ့မုံဆိုးကြားဆွဲသွားမှကြောမကောင်းကြားမကောင်းဖြစ်နေအောင်မေမုံဆိုးနမဲခန့်နေကြားလာမယ့်နေရာပုံနေရလာမှမသိတာရွာသားတွေကသူတို့ကိုစောင်းမြောင်းပြောဆိုရုံမက မကြည့်တလို့တွေပါကြည့်တယ်ရှက်လိုက်တာဗျာရွာတော်ပြေးကျင်လာပြီကိုမဲလုံးရဲ့ တန်တန်လိုက်ဖိနေအမေကလည်းရွာသားတွေစရာပြောခံရတော့ကျွန်တော်တို့မကြည့်တော့တန်တန်လိုက်ကလည်းမျက်နှာမကောင်းကိုဖိုးဒေတာရှင်တော့ဒီပြဿနာရှင်းနိုင်လောက်တဲကွာကိုဤတာရှင်ပြောစရာလိုနေဦးမလားကွာရွာသားတွေကအခုကျောင်းမှာတောင်းကျက်နေတဲ့အကြောင်းနဲ့ကြားလိုတော့ပြောနေကြတယ်ဘူဇော်ပတနေကြတယ်ကြားကလည်းစက်တိုက်ဝက်ဆွဲလိုက်နွားဆွဲလိုက်စိတ်ဆွဲလိုက်နဲ့အသားပေါင်းစုံစားနေတော့လူအစားဝဝဲကြတယ် တခုတော့မနဲ့မှာတော့နွားပေါက်တကောင်ကြားဆွဲခန့်ရတဲ့အကြောင်းကြတော့နှစ်ယောက်သာလိုက်သွားကြည့်ရယ်။ဆရာခံပြီးတော့ညှိုးငယ်တဲ့စိတ်မသားရတဲ့မျက်နှာနဲ့ပြန်လာတော့အိမ်တွင်းဝင်လိုက်တာနဲ့မင်းတို့ရွာမြတာခန့်ရပြီလို့ကြားတယ်။ကိုတော်ကဘလို့ရောက်လာလဲ။လှောင်မှုရောက်လာလား။မင်းတို့အခက်အခဲပြင်းရှင်းပေးဖို့ရောက်လာတာပါငါ့မစော်ကားနဲ့။တာဝတန်တဲ့တူအိမ်ပေါ်မှာလူတယောက်ဆင်လာပါတယ်။နှစ်ယောက်သားရုတ်တရက်စကားမဆိုနိုင်မင်းနဲ့ပါဇက်အဟောင်းသားမျက်လုံးအပြူသားနဲ့ကြည့်လိုက်တယ်။ဟာကိုကြီး ကိုရောက်နေပြီလားကိုဟုတ်တရေမထင်တော့ဗျာဘယ်တော့ရောက်တာလဲညာရောက်တာမင်းတို့ကြောင့်နေတာဝပြောလို့ကြားပြီကျွန်ုပ်လည်းရောက်ချင်းလာချင်းနေဒါပေမဲ့ရွာမှာလှုပ်ရှားရှိသေးတော့အခုနေမှရောက်တာကျွန်ုပ်ကတော့အံ့ဩနေရဲမဲလုံးနဲ့ရန်တောင်ပြောလိုက်ပါတယ်တာဝကတော့နွားတကောင်ညာတော့ကကြားဆွဲလာရဲစောတောမယ်ဘာလို့နေကြရလဲမင်းတို့မဖြေရှင်းနိုင်တော့ငါနဲ့ကိုရဖြေရှင်းပေးမှလေး တာဝရဲ့ကိုရွေသေးစကားတွေကိုနှစ်ယောက်သာစိတ်ဆိုးမနေအောင်နဲ့ချက်ချင်းနွားတေပေါင်းရှိအောင်ရှိအောင်ဦးဆောင်ရှောက်လာခဲ့ကြပါတယ်။ကျွန်ုပ်ကတော့ကြားစားထားတဲ့နွားပေါင်လေးကိုတည်တည်ကြကြကြည့်လို့ပဝင်းကျင်ကိုလိမ့်လာအကဲခတ်လိုက်တယ်။အခြားကြားဆွဲခံထားရတဲ့တာကောက်နေထားတဲ့နေရာမှာလည်းလိုက်လံကြည့်ရင်းနဲ့ပဝင်းကျင်ကိုအကဲခတ်လိုက်တယ်။မင်းတို့ဒီကျုံးမှာကြားအောင်တေချာရှာပေးပြီလား။ရှာပေးပါပြီကိုကြီး။ကြံခင်းတွေကိုလည်းအကုန်လုံးတောလန့်ရှာပေးသွားပြီ။မြေကြီးရဲ့အကောင့်တူနေမှာပဲလွှတ်တော်မှာ။ တနေကုန်ဒေါသရဖြစ်ပြီးတော့ပက်ရှာနေရဗျာကျွန်တော်တို့အဖြေကြားပြီးတော့သဘောကျစွာပြောင်းလိုက်ပါတယ်ကဲအဲ့ဒါဖြင့်လိုအပ်တာရယူကျွန်တော်တို့တခါလေးကြားသွားရှာမယ်ဟိုးတစ်ဖက်ကဒေါကိုတမ်းမိကူးမယ်ကျွန်တော်ထင်တာမလွဲရင် ကြားဒီမှာခိုးတာမဟုတ်ဘူးအဲ့ဒီဘက်ကမှခိုးတာဗျာဘာဖြစ်လို့လဲကြားအဲ့ဒီဘက်ကမှခိုးပြီးတော့ဒီဘက်ကတားကောင်းပြီးလာဆွဲတာလားကျွန်တော်ရဲ့အတွေ့အကြုံပြောတာပါ ဒီချိန်ကချောင်းမှရည်နေတဲ့အချိန်လေးကြားကူးလာနိုင်နေသူဆွဲလာတဲ့မြသားကောင်တွေကိုချောင်းနေပြုတ်သူဆွဲလာတယ်ကြားတေကောင်ဆွဲလာတဲ့အချိန်ကလည်းရေးကြတဲ့အချိန်မင်းတို့ကလည်းအတွေ့အကြုံရှိတော့မုံဆိုးရီဒီကျွန်းမှာကြားရှိရင်နည်းနည်းလေးသိရမယ်အခုနေရာတွေမှာကြားခေါအောင်ဖို့နေရာတွေကဒီနေရာမှာမရှိဘူးလေအဲ့တော့တို့ရတဖက်ကန်းကိုကူးနိုင်နေအဲ့တော့တဖက်ကန်းကို မှန်းပြီးတော့ပြောရတာပါဒါဖြစ်နိုင်နေကျွန်တော်အဲ့လိုမတွေးမိဘူးဗျာအတွေ့အကြုံဝင်စကားပြောတာလေး မင်းတို့ကောင်ငါတန်ဖို့သိပြီလားငါမပိုင်မဖြစ်ဘူးဆိုတာလေကျွန်ုပ်တို့သုံးယောက်ပြောနေတဲ့ချိန်ကျွန်ုပ်ပို့ပြီးသေချာစေဖို့အဖမ်းမအထက်ထက်စဉ်းစားတော့တဖက်ကန်းမှာကြားခုန်နေတဲ့ဖြစ်ကိုရပါတယ်လိုအပ်တိုင်းယူပြီးတော့လှေတစည်းရှာရင်တဖက်ကန်းကူလာခဲ့ကြတယ် ကမ်းပေါ်အတက်စင်းကောင်းမဲ့နေရာမျိုးတွေမှာကြားချင်ရာရှာကြည့်ပြန်တော့တောင်ပေါ်ကနေကမ်းဆက်ကိုမကြခနအတက်စင်းပြုတ်လောက်ထားတဲ့မြေသားတွေပုံပြက်နေအောင်တွေ့ရတော့တောဆက်ကနေတောအတွင်းသတိထားဝင်လာခဲ့ပါတယ်။ကြားသတ္တဝါတွေရာညဘက်တိမ်မှာအတေကလှောက်ရှာအဆန်ရှာတယ်။နေဘက်တိမ်မှာတနိယယာမှာအိတ်ဆက်နေရဆိုတော့တွေ့ဖို့ရာခိုင်နှုန်းနေပါတယ်။သားသွားလန်းကိုတေချာစစ်ကြည့်ပါတယ်တေချာတဲ့အခါမှာကန်းဆက်နှစ်ပေမနီးမဝေတစ်ပင်တစ်ပင်ပေါ်မှာလင်းစင်ထိုးလိုက်တယ် ကြားသတ္တဝါတွေကသူတို့နေစဉ်သွာလာနေတဲ့လမ်းကိုပဲအဓိကထားသွားပါတယ်။သွာလာနေတဲ့လမ်းကစိတ်ချရတဲ့ဆိုတော့အသုံးပြုခြင်းဖြစ်ပုံတူတယ်။လင်ထိုးမဲ့တင်ဝါတွေကိုတော့ကြားသွားလမ်းနဲ့အဝေးကခုတ်ပြီးလင်ထိုးရခြင်းဖြစ်ပါတယ်။ကျွန်တို့လူစုဟာလင်းစင်ထိုးပြီးတော့မှလင်းစင်ပေါ်ကနေငိတ်သက်စွာ ရှိနေပါတယ်။ကျွန်ုပ်ခမန်းတယ်လို့ကြားမလာရင်တော့ကျွန်ုပ်အဆက်ကွဲမဲ့အရေးရှိတာကြောင့်စိတ်လှုပ်ရှားနေမိပြန်တယ်။ အချိန်ကညောင်းပိုင်းကိုရောက်လာတယ်လို့ရှင်ရလည်းကြတော့ပါပြီကျွန်ုပ်ကတော့တနက်အသင်ပြင်ပြီးငိမ့်သက်စွာနဲ့ရှိနေပါတယ်အဝေးရကြာဟင်းတန်လဲကြားတယ်အချိန်အတန်ကြာစောင့်ဆိုင်လို့လှုပ်ရှားတန်တိတ်တိတ်ကြားရတယ်လို့မီးထိုးတမမဲလုံးကိုလည်းလက်ကုပ်လိုက်တော့မဲလုံးကအတန်ကြားရစီကိုထိုးပြီးချိန်တဲ့အခါမှာကြားတကောင်မီးရောက်အောင်လာရလင်းစင်ပေါ်မှော့ကြည့်နေအောင်တွေ့ရပါတယ်ကျွန်ုပ်အသက်ကိုအောင်ပြီးတော့တနက်မောင်းကလုတ်ကိုဆွဲလိုက်တယ်ကျွန်ုပ်တနက်တန်နဲ့မရှိမနှောင်းနောက်ထပ်တနက်တန်ပေါ်လာပါတယ် ရှင်အောင်ပြစ်လိုက်တဲ့တနတ်တန်ကြားကြီးရမြေပြင်ပေါ်မှာလူလိတ်အော်ဟစ်ရနေမြေကြီးရလက်သေးတွေနဲ့ကုတ်ချီရခဏအကြာငြိမ်သက်သွားပါတယ်ကိုမိုးတေတာရောက်မလာရင်တော့ကိုမဲလုံးနဲ့ကျွန်တော်ဖြစ်ကတော့လူတကာပြောဆိုခံရမှာဟုတ်ပါကျွန်တော်ကလည်းရောက်ခမတိတ်မကြည့်ရောဗျာတမတ်မို့ဆိုတာသုံးမကြောက်လို့မြင်နေပြီလေမင်းတို့နဲ့ငါမလိုက်လာမရကန့်ကောင်းတာမဟုတ်ရင်ငါလည်းပြောခံရမှာကျွန်တော်လူတွေပြောတဲ့စကားကိုကျွန်တော်သဘောကျစွာပြုံးမိပါတယ်ကျွန်တော်ကလည်းအမဲလိုက်ခြင်းညာကြပါဘီ ကျွန်ုပ်တို့ဖွဲ့မကြခင်မှာအမဲအတူတူလိုက်မယ်ခရီးရဲ့အတူတူထွက်တာပေါ့ကျွန်ုပ်ရန်ကုန်ရောက်နေရကြပြီဆိုတော့နှကိုအမဲလိုက်ခီးသွားမလောက်ရတာကြပြီဆိုတော့ပြင်းနေတဲ့အချိန်အခုလိုကြားကိုပြစ်ခတ်နိုင်တဲ့အတွက်အနေငယ်စိတ်ကျဉ်တဲ့မူရှားသွားပါတယ်မိုးလင်းတဲ့အခါမှာကြားတဲ့ဖလီပေါ်တင်လို့အလဲကျုံးရွာကိုလှော်ခတ်လာကြပါတော့တယ်ပြိတ္တများရှင်အခုပြိတ္တများကိုတော့ဆိုင်ရစီယာမြူခိုးလင်ကရေးသားထားတဲ့ မုတ်ဆိုးဖို့တိန်နဲ့အလဲကျုံရွာကကြားဆင်းလေးဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျမတို့ channel ကနေတင်ဆက်ပေးနေတဲ့ဇာတ်လမ်းတွေကိုအားပေးနေတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။